မင်္ဂလာပါရှင်ရေဝင်ကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ဥဒရတိမြို့နယ်ရှိစစ်တမ်းစကန်ကို BNL ကဝင်ရောက်စီးနှင်ပြီးနေပြည်တော်ဝင်းကျင်တီ BNL ကရောက်ရှိနေရယူထားပြီးဥဆုံးဂျပန်စစ်တမ်းချိန်ဆိုင်နေပြည်တော်ဥဒရတိမြို့နယ်ရှိစစ်တမ်းစကန်ကို BNL ကဝင်ရောက်စီးနှင်ပြီးနေပြည်တော်ဝင်းကျင်တီ BNL ကရောက်ရှိနေရယူထားပြီးဖြစ်ကြောင်းဒီလိုလို့များရေးတမ်တော့ BNL တွတွေတွင်ရမှုရဲဘော်နေကြီးကျော်ကပြောတဲ့နိုဝင်ဘာလ12ရက်နေ့ညနေပိုင်းနေပြည်တော်ဥတ္တရာသီမြို့နယ်နဲ့တာကုန်းမြို့နယ်ကြားမှာရှိရတနာမြင့်အခြေပြုလုံကျွေးကင်းစကန်ကို ပြည်သူ့လူမျိုးရေးတမတော်ပြန်လည်ကဝင်ရောက်စီးနင်းခဲ့ကြောင်းဆိုပါစကမ်းမှာစစ်သားတွေကပြန်လည်ကဝင်ရောက်စီးနင်းခြင်းစကမ်းစွန်ကတော့ပြေးသွားကြောင်းထို့ကြောင့်ပြန်လည်ကစကမ်းရဲ့ကင်းကြီးမျိုးစင်တွေဘန်ကာတွေကိုဖျက်ကျော်ကစကမ်းတွေဝင်ရောက်ခဲ့ကြောင်းကျင်းအောင်စကန်တစ်ခုလုံးကိုရှင်းလင်းဆောင်ရွက်ခဲ့ကြအောင်ဆိုပါစကန်မှာစစ်တပ်ကတုံးနေဝင်ချင်းတက်ဆွဲတဲ့စကန်ဖြစ်ကြောင်းသိရတယ် စစ်တပ်ကရမဲသိမ်းမြို့နယ်ကနေစစ်ကြောင်းတကြောင်နေပြီးတော့အမြဲလန်းကစစ်ကြောင်းတကြောင်ချေပြုစကန်တကွာစစ်ကြောင်းတကြောင်စုစုပေါင်းစစ်ကြောင်၃ခုနဲ့နေမြေစုံမိုးကြီးစစ်ကြောင်တို့နေစစ်တပ်ချေပြုစကန်တကူကို PNL ကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ထို့ပြင်နိုဝင်ဘာလ17ရက်နေ့မှာလည်းဆိုဝါစကန်တခုလုံးကိုထမရှင်တွေလှုပ်ဆောင်ခဲ့ကကြည်ချွတ်ငွေသားချွနဲ့စစ်သုံးစာပစ္စည်းချွကိုတင်စီရရွှေခဲ့တယ်။လက်ရှိမှာစစ်တပ်စစ်ကြောင်းတစ်ခုကရတနာမြေခြေပြုလုံကျွင်းစကန်ရဲ့အနီးကပ်ရွာနေရွာမှာစစ်ကြောင်းတိုင်နဲ့ရှိကြောင်းသိရတယ်။ PNL တက်များအနေဖြင့်ပျောက်ကြစနေတဲ့နေရာပေါင်းစုံကိုရောက်ရှိနေပြီးတချို့နေရာတွေမှာမာမိတ်တက်တွေနဲ့ပူပေါင်းဆိုင်နေကြောင်း PNL ကနေပြည်တော်ဝန်ကျင်တီရောက်ရှိနေရယူထားမိဖြစ်ကြောင်းသိရတယ်။ PNL ကပျောက်ကြစစ်စင်နေရဆိုတော့တချို့ဒေသတွေကိုဝင်ရောက်နေရယူနိုင်ပြီးတချို့နေရာကြီးကမာမိတ်တွေနဲ့ပူပေါင်းပြီးတိုက်ပွဲဝင်နေတယ်။ အဲ့ဒီနေရာကတော့တကောက်တဲ့ကဘူးကြီးရဖမ်းမရရှိရင်အိမ်သားကလှုပ်ရှားနေမြေကျမတို့ရေဘော်တွေကသူတို့ရဲ့ရဆက်သက်တီကိုချီချူပါတယ်ကျမတို့မှရှိရင်အင်အားနဲ့အမြဲတမ်းတိုက်ချင်းခိုက်ချင်းစိတ်ရှိရယ်ပြည်သူဘက်ကကာကွယ်ပေးချင်းစိတ်ရှိရယ်ဒီလောက်အင်အားကြီးမှရန်သူတွေကိုတတိရှိရှိနဲ့ဖျက်ထိုးညံ့ရှိရှိနဲ့တိုက်ပွဲတွေပေါ်ဆောင်နေပေါ်သူတို့ကိုလေးစားတယ်ဂုံလဲဂုံယူတယ်ဝမ်းလဲဝမ်းမြောက်တယ်လို့ပြည်သူလူမျိုးရဲ့တမတော်ပြည်အားနဲ့ထွတ်ထွေတွင်မှုရေဘော်နီကျော်ကပြောပါတယ် ဆက်လက်ပြီးစလင်းမြွှေပွင့်ဖြူကားကိမှာမန်လေးမြို့ကိုသွားရောက်မဲ့ခီးသားလူငယ်ချောင်းကိုစစ်တပ်ကစစ်မှုထမ်းကိုင်ပေါ်တာဆွဲဖမ်းစီမကွေးတိုင်းစလင်းမြို့ပေါ်ရွှေပွင့်ဖြူကားကိမှာမန်လေးမြို့ကိုသွားရောက်မဲ့ခီးသားလူငယ်ချောင်းကိုဂျပန်စစ်တပ်ကပေါ်တာဆွဲဖမ်းစီခဲ့ကြောင်းပြည်သူညီနောင်စလင်းတဲ့တင်တော်ကကုတ်ပြည်သူကပြောတယ်နိုဝင်ဘာလ17ရက်နေ့စလင်းမြို့ပေါ်ရှိရွှေပွင့်ဖြူကားကိမှာမန်လေးမြို့ကိုသွားရောက်တဲ့လူငယ်6ကိုဂျက်ဖတ်စစ်သားတွေကစောင့်ကြည့်ပြီးပေါ်တာဆွဖန်စီခဲ့ခြင်းဖြစ်ကြောင်းတိုးတိုးပေါ်တာဆွဖန်စီခဲ့တဲ့လူငယ်6ဦးမှာ 25နှစ်35နှစ်ဝန်းကျင်ရှိသူတွေဖြစ်ကြောင်းထုတ်လုပ်ငန်းတွေကစလင်းမြို့နယ်ရှိကျေးရွာမှနေထိုင်သူတွေဖြစ်ပြီးမန်လေးမြို့ကိုတောင်းလုံလောက်ကိုင်းမဲ့သူတွေဖြစ်ကြောင်းသိရတယ်။လက်ရှိချိန်ပေါ်တာဆွဲဖက်စီကံလူငယ်တွေကိုဂျပန်စစ်တပ်ကစလင်းမြို့ပေါ်ရှိကလာတဲ့54တန်းတွေကိုကောဆောင်ထားကြောင်းမိသားစုဝင်နေတဲ့လက်ဆက်သူများရှိသေးကြောင်းသိရတယ်။ စစ်ကိုရီပေါ်တာဆွဲလူငယ်ကြောက်ကမန်လေးဘက်ကိုထွက်မဲ့ကားပေါ်လိုက်ပါမယ်သူတွေမန်လေးကိုထွက်ခင်မှာပဲရွှေပွင့်ပြူကားကိမှာစစ်ကိုရီပေါ်တာကိုဆွဲခင်ရတယ်လူငယ်ကြောက်ကစနေမြနယ်ထဲကကြေးရကလူငယ်ကြောက်ကအသက်ရွယ်ကတော့ခမန်းကြီးအသက်25နှစ်ရွယ်ကနေ40နှစ်တွင်ရှယ်လို့ကြားရတယ်လက်ရှိမှာစစ်ကိုရီကလူငယ်ကြောက်ကိုပတ်စံနဲ့ပြန်ရွေးခိုင်းတာမျိုးတော့အဲ့လိုတော့မသိရသေးဘူး အလားတူအော်တိုဘား20နှစ်ကလည်းစနေမြွနယ်နဲ့ဆင်ဖြူကျွန်းမြွနယ်ရှိကျေးရွာမှာကျောင်းသားလူငယ်လေးဦးကိုဆက်လက်ဆင်ဖြူကျွန်းလမ်းပိုင်းရှိစစ်စေးကိမ်းမှာစစ်တပ်ကပေါ်တော်ဆက်ဖမ်းဆီးသွားကြောင်းပေါ်တော်ဆက်ဖမ်းဆီးခဲ့ရတဲ့ကျောင်းသားလူငယ်လေးဦးနဲ့ကျောင်းသားနှုတ်ဦးမှာဆက်လက်မြွနယ်တောစိန်ကျေးရွာမှာဖြစ်ကြောင်းကြံ့ကျောင်းသားတဦးကတော့ဆင်ဖြူကျွန်းမြွနယ်မှာဖြစ်ကြောင်းကျောင်းသားလူငယ်လေးဦးစလုံးမှာ16နှစ်ရွယ်ကိုရန်ကျောင်းသားဖြစ်ပြီးစစ်မှုရန်တင်တဲ့ကြောင်းကိုပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းသိရတယ်။ ဆက်လက်ပြီးမြောက်လိုက်ကတားပြစ်သွဲစီပွားရေးလူရုံမောင်မောင်နိုင်ရွှေတန်းလင်ကျော်ဝင်းနေရောင်ဝင်းအောင်အေဝင်းအိုက်ထုံပါဝင်ခရိုနီနဲ့တရေတွေကိုလူမှုထူးချင်စုတစိတ်တွေပေးရစစ်တပ်တောင်ကတော်မှုပညာရှင်နဲ့တရင်သမားတွေစိုင်းစရာတွေကိုထူးချွန်စုများပေးရခဲ့ဂျပန်မြောင်လင်ကတားပြစ်သွဲစီပွားရေးလူရုံမောင်မောင်နိုင်ရွှေတန်းလင်ကျော်ဝင်းဝင်းအောင်အေဝင်းအိုက်ထုံပါဝင်ခရိုနီနဲ့တရေတွေကိုလူမှုထူးချွန်စုတစိတ်တွေပေးရလက်ကြောင်းယနေ့ထုတ်ပြန်တဲ့ကြေညာချက်မှာပေါ်ပြရဲမြောက်လိုက်တားပြစ်သွဲအောင်ပြေဆောင်က Skywon ဆောက်လေပိုင်ရှင်လဲဖြစ်သူသူရဲ့စီပွားရေးလူရုံမောင်မောင်နိုင်ကိုနာမည်ကန်ခိုင်းထားက မင်းအောင်လိုက်ကယနေ့ကြရောက်တဲ့တရား၅နှစ်မြောက်မျိုးသားနေကုန်ဒူးဆောင်ဘွဲကဏ္ဍမှာမမောင်နိုင်ကိုလူမှုဒူးကျွန်စုပြေးလိုက်ပါတယ်။ရင်းပြင်မင်းအောင်လိုက်ကရွှေတန်လင်းကျော်ဝင်ရွှေပြားပြုကုမ္ပဏီပိုင်ရှင်တိန်ဝင်းစော်ရွှေပြည်ဘတ်ပိုင်ရှင်နေဟာအေဗန်ပိုင်ရှင်အာယူတို့ပေါင်းဝင်ခရီးချိုကိုလူမှုဒူးကျွန်ပထမဆင့်ပြေးရတဲ့ဒါကြသောစီးပွားခရိုနီဖြစ်တဲ့ UNFCC အကူထောင်အေဝင်း EFT ကုမ္ပဏီအုပ်စုမှဆိုင်းမျိုးဝင်အောင်မြင့်သူကုမ္ပဏီလှမျိုးမြန်မာတီလဝါကုမ္ပဏီပိုင်ရှင်လည်းဖြစ်တကုံကုမ္ပဏီအုပ်စုရဲ့ဥက္ကဋ္ဌလည်းဖြစ်သူဝင်အောင် Grand Wayan အောင်ကျော်မူ ရွှေတောင်ကမ္ပဏီမှအောင်စော်နိုင်ပါဝင်ခရိုနီချိုကိုလူမှုထူးချွန်စွဲပေးခဲ့တယ်။လူမှုထူးချွန်စုမှလည်းစီးပွားရေးသမားများစွာပါဝင်ပြီးထင်ရှားသူတွေမှရွှေတောင်ကမ္ပဏီမှအိုက်တွန်း BOCEC ကမ္ပဏီမှဝင်းစွေမန်လိပီယာကမ္ပဏီမှထုံဝင်းတို့ပါဝင်စီးပွားရေးသမားတွေကိုမြောက်လိုက်ကစုပေးထားပြန်တယ်။စစ်တပ်အတွက်လော်ဘီလုပ်ပေးနေတဲ့မြန်မာ narrative train drum မှဦးဆောင်သူကိုကိုစင်မှုတက်ကတူစာပေထူးချွန်စုပထမဆုံးပြည့်ရထားပြီးကျေးမှုနယ်မြမလင်း new light of မြန်မာသတင်းစာအကြီးချုပ်ဟောင်းတွေကိုတော့စာပေထူးချွန်စုဒုတိယဆင်နေပြည့်ရထားတယ်။စစ်တပ်ကိုထောက်ခံနေကြတဲ့ဟာသာတယောက်ဆောင်ဒိန်တောင် ဒရိုက်တာဆီယံမမောင်လူရှင်တော်ငိမ့်ချဝေလူကျော်ခိုင်နေဝေထူကန်ကျော်ချမ်းသာကြည်စိုးအာသာတယောက်ဆောင်တင်ညွန်တင်မောင်ဆက်မင်းဝင်းပြမြကေခိုင်ဒရိုက်တာကျော်စောလင်းတွေပုံရင်ဒရိုက်တာကိုစောင်းအယုံဒရိုက်တာညမင်းလင်းတို့ကလည်းလူမှုတူချွန်ဆိုတဲ့မြန်လာပြရခဲ့ပါတယ်ဆလဘီတနာကြီးမြို့နယ်မှာစနေကုန်းကြီးဟာသူ၁၈နှစ်ရွယ်နော်ထီထာဖို့ကိုစစ်တပ်ကအုပ်စုဖွဲ့အဓမ္မပြုခြင်းပြီးဒါနဲ့မတိမချင်းထိုးတဲ့ ကင်းပြင်းတဲ့တနာချင်းမြို့နယ်မှာစနေကောင်းစီရသူအသက်၁၈နှစ်ရဲ့တော့ထိထောက်ပေါ်ကိုဂျပန်စစ်တပ်ကအုပ်စုပွဲအထမပြုခြင်းပြီးဒါနဲ့မသိမချင်းထိုးသက်သွားကြောင်း KNN တက်မှနေတရင်ကတော်ဒီကိုမှတောင်ရှိသူကပြောတယ်နိုဝင်ဘာလ၄ရက်နေ့ညနေ6:30မိနစ်ခန့်မှာတန်တောင်ကြီးမြို့နယ်တွင်ရှိအကြပ်ဖက်စစ်တပ်ပြင်းတော်တနင်္ဂနွေကျောင်းမှာစစ်သားနဲ့124တိုင်းမှာစစ်သားရဲ့ပူပေါင်းထားတဲ့စစ်ကြောင်းကတောင်ကိုမှတန်တောင်ကြီးကိုစစ်ကြောင်းထိုးလာစဉ်စနေကောင်းကြီးရဒီကောင်ဝင်ရောက်ကင်ချာကညရင်ရိုက်တက်ဆွဲခဲ့ပါတယ် ထို့သောဂျပန်စစ်သား၏စနေကုန်းကြအထူးရှိပြည်သူပိုင်းနေနေကိုဝေရောက်စီနေစစ်နေတွင်ရှိနေတဲ့တနှစ်နှစ်လအရွယ်ကလေးငယ်မိခင်ဖြစ်သူဆက်ရှင်နေရနော်ဒီတာဘောကောနော်ငယ်ကိုစစ်သားတုံးကောင်းစုဖွဲ့မင်းပြုခြင်းပြီးရှင်ယုံနဲ့လဲဘင်းတို့ကိုဒါနဲ့ခြောက်ချက်ထမင်းမသိမချင်းရဲစက်ထိုးတက်ခဲ့တယ်။ထို့ပြင်ဂျပန်စစ်တပ်စစ်သားကြအထူးရှိပြည်သူပိုင်းနေနေမှာလက်ဝတ်လက်စားတွေငွေကြေးတွေတမှုရှိပစ္စည်းကိုကိုယ်ယူလျက်သောကြောင့်ပြည်သူတွေရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုလည်းတပ်ပြတ်စားတော့ကကြေအောင်ဖုံးကြည့်ကြောင်းရန်ပုံငွေတွေကိုလည်းရက်တော်ဝယ်တော့ကြောင်းသိရတယ်။ အရေးစခွေစစ်ကြောင်းကတောင်ကူကနေတနောင်ကြီးကိုစစ်ကြောင်းထွားစနေကုန်းကျအတွင်မှာညာရီတက်ဆွဲတော့ဆက်ရှင်နေရတော့ဒီတာဘောကိုအောက်စီဝါဒမပြုတ်ကျင်ပြီးဒါနဲ့မသိမချင်းရဲဆက်ဆက်အထိုးသက်သွားတာရွာထဲကိုလည်းဝင်မွေပြီးသူတို့စိတ်ကြအကုန်ကုန်ယူသွားတယ်။ဒီမကောက်ဆော့ဝါထက်ဆိုးတဲ့ကောင်တွေကိုပြောစရာစကားမရှိအောင်လို့ KNL တက်မှနေတိုင်းကတော်တီကိုမှတောင်းရှိသူကပြောပါတယ်။နောက်ဆက်အပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါရရှင်။